သေးချာသာသေးပင်ပေးပါခွေဒီကုန်းစင်များနဲ့နဆုံးနေမေလုံးသာချင်းတည်နေပြီးသားခွေကြောပြမအား မနက်9:55အလံလောက်ပြီးတော့ထားလိုက်ဒီမိုးချိုးလေးခု9:55မှာရှိပါပါပြီဒီတော့ဘောဂျွန်ရဲ့နံပါတ်လေးကိုကျွန်တော်လည်းထူပါပြီးတော့ပြန်လာလိုက်ပါမယ် ကဲကိုအဲကတ်ဆောက်ရဲ့အပြင်းမှတ်ကိုတော့ရောက်လာပါပြီအနှပိုင်းဆောက်နိုင်မလို့တွေဆိုနေတော့မပွင့်ဘူးဒီလေးလောက်ပဲနေရအောင်ပေါ့နော်မနေကြပြီကတ်ဆောက်ပြီးနာတာကန်နာနေရောလမ်းဆောက်ရတယ်ဆိုတော့ဒီလေးရောအိတ်ကကနေပြန်လမ်းပါဆောက်ပါမယ်ဆောက်နေအောင်မလက်ချက်လိုက်အောင်ပြရစီဒီလေးမောကျော်ရလေး ဟိုကျွန်တော်တို့ရန်ကုန်မှာဆိုရင်လည်းဟိုဆစ်ရခေါင်းနဲ့ရက်ခွက်လေးတစ်ခုနဲ့တူတယ်နော်မင်းကမိုးနေနေလားလीစီဆောက်ပါမယ်ဒါပဲလေတခြားပတ်ကြည့်ရအောင် ရေနဲ့ချောနေလားမသိဘူးတတိထားပြီးတော့သွားညမူရတာတယ်ကျွန်တော်မသိမူရတာမရတာဟိုရှိရောသွားရောချောပါဆိုဟာအင်းစားပစ္စည်းရောင်းဝယ်ရေအဲ့လိုမျိုးလေးအဲ့ကူပိုင်းစိတ်ကံပုံစံမျိုးနဲ့ပေါ့ ဒါကတော့ဒီဘက်ပေါ့နော်ကနာလမ်းဘက်ကအိမ်ကြီးဆိုင်ကြီးပါမနေ့6နိုင်မထိုးသေးတာမလို့ပေါ့နော်ဒါနဲ့ဒီဒီကလူသွားတာမရှိသေးဘူးဒေသခံနေတော့ပဲဟိုသွားနေရတဲ့အတွက်ပါလေဟုတ် မြို့လေးမှာလေစိုက်ကားလေးရောပို့ပြီးတော့2020တော့ကျွန်တော်ရန်ကုန်ထက်ပေါ့နော်ဒီနေ့ကြီးစစ်ကြီးရပို့ပြီးတော့တောင်းခွင့်ထပ်ပါတယ်ဒီဆိုင်လေးရောပါပေါ့ခွင့်လေးတော့ပါဒီလမ်းအနိုင်ဆက်သွားမယ်ဆိုရင်မနေရလေအာဒီကဲနာကမနေရသွားခဲ့ကဲနာကမြို့စီကိုရောက်ပါတယ် ောလူတကယ်အမြာနိုင်နေရင်မတေးချာသာတည်ခွင့်ပေးပါခွေနေကုန်ခြင်းများမင်းသာဆုံးသင်သင်နေနေပြီးသားပါခွေပျော်ပြားမအားရမလားမောင်မီရေလူရယူချီလူစိတ်နဲ့ချစ်ပါ said in boys in gulate him tweet they look so since me tells in gray do my in boys in gulate him cool ဘောကျုံးမာလေးမနဲ့မိုးလေးဒီလိုမျိုးပေါ့စက်တန်ပေါ့စက်တန်လေးတင်မောလေးတမန်လေးရဲ့စက်တန်လေးကကြားတာကမော်ကျုံးရဲ့ list တစ်ခုလို့ပြောလို့ရပါတယ်ကျွန်တော်ခင်ဗျာ Satan, eh? ra nhà máy nhà giao thế họ nên cho nhiều phải một quá để mình đi rất là vậy rồi cho xí vật qua vào đấy ဘန်းရှောက်ရတာတော်တော်လေးကောင်းပါ誒အာခုဒီကကြောင်းပြလေမနေ့9နိုင်ကျော်လောက်တတ်တာတဲ့ကျောင်းသားလေးကြောင်းသွားနေတာတွေ့ရပါတယ်ခက်တန်လေးလေးနဲ့ရာဒီယိုရာလေးကောင်းပါကျွန်တော်လေးလာမိတဲ့လောက်ကတော့ကုမြင်တွေ့နေရတဲ့မြို့မဆီဘောနော်1895ခုနှစ်ကတည်းက မလညာချုံးမှာပထမအောင်ဆုံးဇီးရုံကြီးဒီနဲ့ဒီစားဖွင့်လိုက်တာဖြစ်ပါတယ်ခနာလမ်းဘက်ကဒီပေါ့နော်ဒီလမ်းဘက်ကဆိုင်တရတော့မနက်6:00နာရီခွဲဝန်းကျင်လောက်မှာအာဆိုင်ခင်းနေတော့ရှိပါသေးတယ်ဟိုဇီးကြီးကတော့မနက်စောကြီးကတော့စီနေလားတော့မသိဘူးပေါ့နော်ဒီတော့ဇီးဘက်လေးတစ်ချက်ပါကြည့်ပါမယ် ော်လမြိုင်ကျောမြို့ကမြန်မာတက္ကသိုလ်1260ပြည်နေမှာပေါ့နော်ညနေပညာပို့လွယ်လာတာကြောင့်မလို့ဒီမှာပေါက်တဲ့မော်လမြိုင်ဘန်းတွေဒီလိုမျိုးစိမ့်လဲဝေစာစွာနဲ့နေရာနဲ့ပေါက်တာကြောင့်ရောရေပက်လေဝိုင်းနေတဲ့ကျွန်းတစ်ဖွဲဖြစ်ပေါ်တာကြောင့်ရောပေါ့နော်မော်လမြိုင်ဘန်းတွေပေါက်ရတာကျွန်းကိုဆွဲပြုတ်ပြီးတော့မော်လမြိုင်ကျွန်းဆိုပြီးတော့ခေါ်ဝသမုတ်ခေရဖြစ်ပါတယ် ော်လမြိုင်ကျွန်းမြို့လေးကတော့အခုလိုမျိုးပေါ့နော်မနေ့ဆော့ဆော့အချိန်လေးမှလည်းသူ့အနေထားလေးနဲ့သူတိတ်လှတဲ့မြို့လေးတစ်မြို့ဖြစ်ပါတယ်မြို့တီစားက ီမြို့နေရာကပေါ့နော်ရာစုတိုင်းမြင့်သုံးလဲချောင်းတို့စုံတဲ့တလဲခုံပမာဖြစ်ပြီးတော့တပင်ပန်းပေါင်းစုံနဲ့အုပ်ဆိုင်ပြီးတော့မမညွညွနဲ့ကြည်နူးစရာကောင်းတယ်နောက်ပြီးတော့ဘုရားလောင်းဦးတော်မင်းစံပြောတဲ့မောရမြိုင်နဲ့သူညီရဲ့ဂျွန်းဆိုပြီးတော့မှတ်ယူပြီးတော့မြို့နမည်ကိုမောရမြိုင်ဂျွန်းမောရမြိုင်ဂျွန်းဆိုပြီးတော့ခေါ်ဝတ်တမုတ်ခဲ့တာဖြစ်ပါတယ် မော်လမြိုင်ကျောမြို့ဟာပေါ့နော်ကုတန်းရောင်းဝယ်သွားလာဆက်သွယ်ရေးအတွက်လမ်းဆောင်ကြတဲ့မြို့ဖြစ်ပါတယ်။အဓိကထွက်ကုန်ကတော့ဆန်သမားဖြစ်ပါတယ်။မော်လမြိုင်ကျောမြို့နယ်မှာနှမ်းထွက်သောမြန်မာမှုကြောင့်1983ခုနှစ်အတွက်ကမ္ဘာစားနေရိတ်ခါအဖွဲ့ကချင်းမြင့်တဲ့စုကိုစကူရရှိခဲ့တယ်လို့လေ့လာရပါတယ်။เสียอ่ะ ဈေးကြီးကကျွန်တော်မေးလိုက်တော့ဒီနေ့ပိတ်တာမဟုတ်ပါဘူးတဲ့အဖွင့်ရမယ်နောက်ကြာပါတဲ့ပြီးတော့ကျွန်တော်73လက်မှာမှာပလာတာစိုင်လေးတစ်စိုင်ရှိရလို့ပြောတယ်အဲပလာတာတော့စားပါမယ်ပလာတာဆိုင်လာပြီမဲ့လူသားများရဲ့ပါစရရောသပွဲဝိုင်းလည်းမရှိရနဲ့ ီတော့ဘယ်လိုမျိုးလူလျှော့ရင်တော့မထိုင်ဘူးရောက်ဈာလျှောက်ကြည့်ရတော့မယ်ဒီလိုနဲ့လမ်းလျှောက်လာရင်လည်း73လမ်းနဲ့မှာပဲ Red Dragon ဆိုတဲ့လက်ပေးဆိုင်လေးကိုကျွန်တော်ရောက်ရှိခဲ့ပါတယ်အမောကျော်မျိုးမလာခင်အမောကျော်မျိုးနဲ့ပတ်သက်တဲ့များပေါ့နော် vlog တွေအစာတွေ live ဖတ်တော့ဒီဆိုင်လေးနဲ့ပတ်သက်ပြီးတော့ vlog တစ်ခုကအဲတင်ထားတာကျွန်တော်တွေ့ရဲအဲ့လာက ီပေါမုတ်ကျဲဥကျော်ကောင်းတယ်ပေါ့နော်ဒီတော့ဒီဆိုင်လေးကိုဟိုမြင်တော့ကျွန်တော်ပေါမုတ်ကျဲဥကျော်စားချင်တယ်နိပေါမုတ်ကျဲဥကျော်လေးကို find ပြီးတော့မြင်ဆန်းကြည့်ရပါလိမ့်အရာတာကထူးထူးခြားခြားကြီးမဟုတ်ပေမဲ့စားလို့တော့ကောင်းပါတယ်တပွဲ2500ပေးရပါတယ်ကဲကြံရှိရဲ့နောက်တစ်ပိုင်းမှာကတော့မော်ကျုံမြို့ရဲ့အလားအပါတွေကိုကျွန်တော်ထပ်ပြီးတော့ပြပါအောင်မယ်ပြန်တွေ့ပါမယ်နော်ခင်ဗျ